တရုတ်ကိုအလကားအားကိုရွေတော့မရပြီဂျွန်းသက်တွေခုန်နိုင်သမျှခုတ်ခွင်ပေးရသည်ကြောက်စင်းကိုဘိန်းစားစေဖြင့်ရသည်မူနေဝင်းနှင့်ခွန်စာတို့၏သဘောတူညီချက်ဖြင့်ခွန်စာသည်တောင်ပိုင်းလမ်းများမှဘိန်းများကိုအကြီးအကျယ်သေးယူလေတော့သည် အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်မူရစေဝါများဘိန်းများဖြင့်အတိကစီးပွားရှာကြတော့အဖွဲ့များမှာ SUA အဖွဲ့ SUI အဖွဲ့ WNC အဖွဲ့ DRC အဖွဲ့နှင့် USPC အဖွဲ့တို့ဖြစ်ကြသည်အထူးသဖြင့်ဝအဖွဲ့နှင့်ရှမ်းအဖွဲ့များသည်ဘိန်းငိုသာအတိက ထားကြပြီးနိုင်ငံရေးခံယူချက်မဲမဲရရမရှိပေ SNA အဖွဲ့သည်နိုင်ငံရေးခံယူချက်ရှိသည် သို့သောရေချီစစ်ပွဲစဉ်နွေးရမည်ဖြစ်သောကြောင့်ဘိန်းလုပ်ငန်းမှဝင်ငွေရှာပြီးလက်နက်ခဲယမ်းများဝယ်ကစစ်အစိုးရကိုတော်လှန်ခဲ့သည်လန်ဒန် ATV ဘိန်းဘရင်များအတွက်မှတ်တမ်းယူရန်1986တွင် ရုတ်တံလွှင့်ရန် Adrian Carwell နှင့် Chris Minjin တို့၏1964-1965တွင် SNA စခန်းတွင်၅လတာတဲကိုပြီးလေ့လာခဲ့သမျှပေါ်ပြရာတွင်နိုင်ငံရေးအတွက်တိုက်ပွဲဝင်ရန်ငွေရေးကြေးရေးအတွက်ဘိန်းရောင်းပြီးရသောဝင်ငွေဖြင့် ဘာဝန်နိုင်ငံမှလက်နက်မှောင်ခိုစည်းကွန်မှလက်နက်များဝယ်ယူပြီးဦးနေဝင်းစစ်ဆိုးရွားကိုတိုက်ခိုက်နေကြောင်းကဘာမှသိအောင်ပြသနိုင်ခဲ့သည်ဗမာပြည်အလဲပိုင်းမှာဘကဘတို့ကိုဦးနေဝင်းသည် ဖြက်လေးဖြက်ဖြင့်အပြက်အသက်နှိပ်ကိုရာခေါင်းဆောင်သခင်တန်းထွန်းကိုတက်မတော်ထောက်လန်းရေးခေါင်းဆောင်မျက်မှန်တင်ဦးဤတပည့်များလှုပ်ကြံ၍ကြာဆုံးခဲ့ရသည်ထိတ်တန်းခေါင်းဆောင်တော်တော်များများကိုတက်မတော်ထောက်လန်းရေးမှမွေးမြူထားသောကွန်မြူနစ်အတုများနှင့်ဝါရပြင်းထန်သောကွန်မြူနစ်လူငယ်များစုပေါင်းပြီးထုတ်ထုတ်တပ်ပွဲများကျင်းပရာ ိတ်တန်းခေါင်းဆောင်ဟူ၍ဘကပါခေါင်းဆောင်သခင်ပါဟိန်းတင်နှင့်အနှဲငယ်မြသာကြံတော်သည်ဂွန်မြူနှင့်တိုက်ခိုက်ရေးခေါင်းဆောင်ကြီးဘိုးစီရရဲဘော်၃ချိန်သည်လည်းအသက်ဖြတ်ခံခဲ့ရသည်ဘကပါတို့ဏီကုန်းချုပ်ခါနီးတွင်1968ခုနှစ်၌ဇန်ရှားပါသောပြဿနာပေါ်ပေါက်ရာဥနေဝင်းဤကလင်ကကြစ်ထုံးစံတိုင်းမိမိတို့ဒေါ်လန်၏ကောင်စီအစိုးရ၏ညံဖျင်းသောစီမံခန့်ခွဲမှုအတွေးခေါ်မရှိသော လုပ်ရံများကြောင့်ဖြစ်ပေါ်ရပါသည် ောင်မဖြစ်စေရန်ပညာမဲ့စစ်ကောင်းဆောင်များနေရာတွင်ခေတ်ပညာတတ်ပုဂ္ဂိုလ်ကြီးများကိုနေရာပေးပါမည်ဟုဝန်ခံခြင်းမပြုဘဲတပ်မတော်ထောက်လှမ်း၏အကူအညီဖြင့်အမျက်ဒေါသထွက်နေသောလူအုပ်ထဲကောလာဟာလာသတင်းများလွင့်ထုတ်လေတော်သည်ဇန်ရှားခြင်းသည်တရုတ်ကုန်သည်များစံလောင်ညသောကြောင့်ဖြစ်သည်သတင်းဖြန့်ပြီးတရုတ်ဗမာအရေးခင်ဖန်တီး၍ထွက်ပေါက်ရှာသောအခါတရုတ်များစွာအသက်ခံခဲ့ရသည်တရုတ်တို့၏နေအိမ်များမိရှို့ခံခဲ့ရသည် အစိုးရအဆုံးမှာတရုတ်တန်ယုံကိုဝင်စည်းပြီးဓာဖြင့်ခုတ်ရာတန်ယုံဝန်ထမ်းတို့သေဆုံးခဲ့ခြင်းဖြစ်သည်။ရလမှာမော်စီတုံးရဲ့အကြီးအကျယ်အညှို့ထားခြင်းခံခဲ့ရသည်။1990တွင်ဥနေဝင်ကိုတိုင်တရုတ်ပြည်သွားပြီးမော်စီတုံးကိုအောက်ကျူပြီးတောင်းပန်ခဲ့တော့လေဥနေဝင်ဤလောက်ရက်သည်တောင်းပန်နိုင်ကြည်အေးရန်ဖြစ်နိုင်သောပြဿနာမဟုတ်ပေ။ထို့ကြောင့်မော်စီတုံးသည်တခင်ဘာသိန်းတင်တို့ဤဗမာပြည်ကွန်မြူနစ်ပါတီကို1968ခုနှစ်မှ1988ခုနှစ်ထိ လက်နက်ခဲယမ်းမှအစားငွေရေးကြေးရအထိပြည့်ပြည့်စုံစုံအကူအညီပေးခဲ့သည်1988ခုနှစ်တွင်ဘကဘတပ်သားအသင်များသည့်နောက်ဆုံးပေါ်လက်နက်များတပ်ဆင်ပြီးရန်ပြည်မြောက်ပိုင်းကိုစိုးမိုးထားခဲ့ကြသည်1994ခုနှစ်တွင်ဘကဘအရှိန်မြောက်ပိုင်းစစ်ဒေသမှူးသည်တန်လွင်မြစ်အရှိတ်ဘက်ဒေသကြီးတစ်ခုလုံးဖြစ်သောကိုကန်ဒေသဝဒေသနှင့်ရိုင်းတုံကုန်းမြစ်ဒေသကြီးတစ်ခုလုံးကိုရခိုင် KMD တို့သိမ်းပိုက်ခဲ့သောနေမြေဒေသကြီးတစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့သည် ဘိန်းဆိုင်ပြိုးသောဒေသများစွာ ပါဝင်နေခဲ့သည်စုစုပေါင်းဘိန်းဆိုင်ဧရိယာသည်8000စတူရန်မိုင်ပါဝင်ခဲ့သည်ဘာကာဘာအရှေ့မြောက်ပိုင်းဒေသတွင်စစ်သည်အင်အား2000ကျော်ရှိလာသည်တရုတ်ပြည်သူသမရနိုင်ငံမှရှုပ်ထွေးသောလက်နက်များအစင်မြင်လက်နက်များစက်သွယ်ရေးဆက်များတဲယူပို့ဆောင်ရေးအတွက်ထရက်ကားကြီးများစင်ယူနီဖောင်းမှစပြီးစားနယ်ရိတ်ခါများထိထောက်ပံ့ပေးခဲ့သည်နိုင်ငံရေးကေဒါများသာလျှင်ဗမာများဖြစ်ကြပြီးတိုက်ခိုက်ရေးသမားများသည်ကိုးကံများ ဝါများပလောင်များကချင်များရှမ်းများအခါများနှင့် လားဟူများဖြစ်ကြသည်ဘကဘာနိုင်ငံရေးဂေတာများသည်1950ခုနှစ်မှ1960အစောပိုင်းကာလအထိပီကင်းတွင် မော်စီတုံးဝါဒသဘောတရားသင်တန်းတက်ခဲ့ကြသူများဖြစ်သည်ထိုသူများကိုပီကင်းပြန်များဟုခေါ်ကြသည်ဘကဘာမြောက်ပိုင်းဒေသသည်မဟာဗျူဟာယအရေးပါသောကြောင့်ကိုကန့်ဒေသဝါဒေသကို သိမ့်ပိုက်ထားရသောလေဘိန်းဆိုင်ချင်းကိုမနှစ်သက်ပြီး ထို့ကြောင့်ဘင်းအစာတို့သီးနှံများကိုစိုက်ပျိုးစေသည်သူရတွင်မြေဩဇာညံဖျင်းလွန်းသောကြောင့်သိပ်ပြီးမဖြစ်ထုံးမီအဆိုးဆုံးမှာ1986ခုနှစ်တွင်မြေကျွက်ကြီးများတောင်းညံသောကြောင့်အထွတ်နှုံနေသောစိုက်ခင်းများလုံးဝဖျက်ဆီးခဲ့ရာဘင်းစိုက်ခွင် လိုင်စင်ပြန်ချပေးခဲ့ရလေသည်ဘင်းစိုက်သူများထံမှဘင်းခွန်ကောက်ခံခဲ့ရသည်1983ခုနှစ်တွင်ပန်ဆန်းရှိပါတီဘိုဌာနချုပ်တွင် အစည်းအဝေးကျင်းပသောအခါတက်ရောက်လာကြသောဧည့်သည်များကို ရှေ့တွင်လှုပ်ဆောင်ရမည်လုပ်ငန်းများအကြောင်းရှင်းပြခဲ့သည်ထို့သောနောက်3နှစ်ကျော်4နှစ်များကြာသောအခါထိုဒေသတွင်တည်ဆောက်မည်စီမံကိန်းကြီးများတစ်ခုမှပေါ်ထွက်လာခြင်းမရှိဘဲစီမံကိန်းများအစားဘိန်းငင်းများကိုသာဝေးဝေးဆားဆားတွေ့ကြရလေသည်ထိုဒေသသည်မြေဩဇာ6ခန်းပြည့်စည်နေသောဒေသဖြစ်သောကြောင့်ရေစီလွန်ပညာရှင်များကိုခေါ်ယူပြီးပြုပြင်ပြီးမှကောက်ပဲသီးနှံမျိုးစုံကိုစိုက်ပျိုးနိုင်သောအဆင့်သို့ရောက်မည်ဖြစ်သည်ဘကဘာကွန်မန်ဒါများသည် ဘိန်းအစာထိုသီးနှံစိုက်ပျိုးရေးအစီအစဉ်များပျက်စီးသွားသောအခါကိုတိုင်ကြီးကြပ်ပြီးဘိန်းဆိုင်ခင်းများကိုတာဝန်ယူခဲ့ရသည်ဘိန်းများတန့်စင်ခြင်းနှင့်ရောင်းဝယ်ခြင်းများကိုဦးစီးခဲ့ရသည်1980-1981ခုနှစ်တွင်တရုတ်နိုင်ငံမှဘာကာဘာတို့အားနေဆက်ဖြတ်ကျော်ပြီးအကူအညီပေးသောအစီအစဉ်သည်တဖြည်းဖြည်းရော့ကျလာသည်ဘာကာဘာတို့တွင်အခက်အခဲများစွာပေါ်ပေါက်ခဲ့သည်ရန်ကုန်တွင်1988ကျောင်းသားအရေးခင်ပေါ်ပေါက်ချိန်တွင်ဘာကာဘာတို့ရန်ကုန်ဝင်သိမ်းမည်ဖြစ်ကြောင်း ခင်ဘာသိန်းတင်ကပေါ်လီဗျူရိုရင်ပြောနေသည်ဟုအတွင်းရင်မှုတဘုံမှုချုပ်ခင်းညွန့်ဝါရဖြန့်နေခြင်းတွင်ဘကဘာတို့သည်နောက်ဆုံးတိုက်ပွဲအဖြစ်မိုင်းယမ်းမြို့ကိုရှိသမျှလက်နက်အင်အားဖြင့်တိုက်သည် ထို့နောက်စေဝန်းကွဲကြပြီး1989ခုနှစ်မတ်လ12ရက်မှ14ရက်တွင် ကိုကန်တများမုံကိုကိုဝင်သိမ်းပိုက်လိုက်ကြသည်ထို့ကြောင့်အီရိုအင်ဆက်ယုံအားလုံးကို ကိုကန်တို့ရလိုက်ကြသည်နောက်တလအကြာတွင်ကြောက်ညီလိုင်း၏ ဝတ်တံများသည်ပန်ဆန်းရှိဘကဘအချိန်မြောက်ဌာနချုပ်ကိုဝင်သိမ်းလိုက်ကြသည်ထိုအခါဘကဘတို့၏ဘိန်းလုပ်ငန်းကိုကိုးကံနေဝတို့ကခွဲဝေယူလိုက်ကြပြီဖြစ်သည်ဘကဘခေါင်းဆောင်သခင်ဘာသိမ့်တင်စီရီတာဝန်ခံဗိုလ်ချုပ်ကျော်စောတို့ကိုတရုတ်ပြည်တွင်ရာသပံခိုလုံခွင့်ပေးထားလိုက်သည်နာဝတာနာအဖအစိုးရများလက်ထံတရုတ်ဗမာဆက်ဆံရေးသည်ဇွေမျိုးပေါက်ဖို့ဆက်ဆံရေးတော်မဟုတ်ပေအကျိုးလိုလိုညောင်ရည်လောင်းခြင်းများသာဖြစ်သည် မြန်မာနိုင်ငံတွင်စစ်အစိုးရများတက်သောအခါကမ္ဘာအင်အားကြီးနိုင်ငံအလုံးကပိတ်ဆို့ကြသည်ထိုအခါတရုတ်နိုင်ငံကိုသာအားကိုးနေကြရသည်တရုတ်ကိုအလကားအားကိုး၍တော့မရပေဂျွန်းသက်တွေခုတ်နိုင်သမျှခုတ်ခွင်ပေးရသည်ကြောက်စင်းကိုဘိန်းစားစေဖြင့်ရသည်မမတယန်ဇာတအလုံးကိုဈေးပေါ်ပေါ်ဖြင့်ရသည်ယခုအခါရေနံပိုက်လိုင်းကြီးများကိုလည်းမြန်မာနိုင်ငံကိုဖျက်၍တည်နေပြီဖြစ်သည်ဥနေဝင်းခေတ်ကာလတွင် မော်စီတုံးကွယ်လွန်ချိန်အထိဥနေဝင်းကိုရန်သူကဲ့သို့ဆက်ဆံခဲ့သည် ရှူအင်လိုက်တူးတဲသာမိတ်ဆွေပုံစံဆက်ဆံခံခဲ့ရသည်။ဂုံမျိုးနှစ်ကိုစန့်ကျင်မိစစ်ဝန်တန်းတန်း1948ခုနှစ်ဧပြီလတွင်ဦးကျော်ငိမ်းဒီထဲရေဝင်ကြီးတောင်းဝင်ယူထားစဉ်သူ၏ကပိုက်ဆောင်တပ်ဖြင့်စစ်ဝန်တန်းတပ်ကိုဖွဲ့စည်းခဲ့သည်။စစ်ဝန်တန်းဆိုသည်မှာ military personally ဖြစ်သည်။စစ်ဝန်တန်းတပ်သည် social lit တို့အတွက်ကပိုက်ဆောင်တပ်လည်းဖြစ်သည်။စစ်ဝန်တန်းတပ်ကိုလေ့ကျင့်သင်တန်းပေးရာတွင်ဘုံနေဝင်း၏ ဘာမာရိုင်ဖယ်အမှတ်၄တပ်ကတာဝန်ယူပြီးသင်တန်းပေးရသောကြောင့်စစ်ဝန်ထမ်းတပ်သည်ဘိုနေဝင်းဤကပိုက်ဆောင်တပ်လဲဖြစ်သည်စစ်ဝန်ထမ်းတပ်အတွက်အရာရှိများခန့်ထားရာတွင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးနူဒီဒေးရေးဝန်ကြီးဦးကျော်ငိမ့်ဦးပါဆွေနှင့်အခြားဆိုရှယ်လစ်ခေါင်းဆောင်များဤစာနာဖြင့်ယာထူးပေးကြလေသည်တရားဝင်ထုတ်ဖော်ကြေညာရာတွင်ပြည်ထောင်စုဝန်ကြီးကို အန်ဒီရေးပေးလာသောဘကဘဤရန်ကိုကာကွယ်ရန်ဖြစ်သည်ဟု အကြောင်းပြထားတော်လဲလက်တွေတွင်ဦးနူဦးကျော်ငိမ့်ဦးပါဆွေနှင့် ဂါနယ်နေဝင်းတို့၏ကပိုက်ဆောင်လက်မယွန်းတက်မြတာဖြစ်သည်စစ်ပညာကိုလည်းစနစ်တကျသင်ပေးခြင်းမပြုခဲ့သလိုစစ်လက်နက်များစုံလင်စွာတပ်ဆင်ပေးထားတော်လဲစနစ်တကျတိုက်ပွဲဝင်နိုင်သောအနေအထားမရှိပေထို့ကြောင့်ကာကွယ်ရေးဦးစီးချုပ်စမစ်ဒွန်းသည်စစ်ဝင်နှန်းတက်နှင့်ဗမာတပ်မတော်မှဒေါ်ခိုတရင်များကိုတိုက်ခိုက်စေရာလွန်စွာအကြဆုံးများခဲ့သောကြောင့်ဂါနယ်နေဝင်းသည်ဗိုလ်ချုပ်ကြီးစမစ်ဒွန်းကိုအညှို့ထားခဲ့သည်ဝင်းကြီးချုပ်ဦးနူ၏စစ်ဝင်နှန်းများနှင့်ပတ်သက်ပြီးဥမွင့်လင်းလင်းရိုးရိုးသားသားဒဲရူပြောဆိုတတ်သော ဒါကိုရေးဝင်ကြီးဘိုးလက်ရာကအောက်ပါအတိုင်းဝေဖန်ခဲ့သည် ကျုပ်တို့မှာတတ်မတော်ရှိပါတယ်တရင်တွေတော့ကိုသွားတဲ့အခါတရင်အစ်စ်တွေထပ်ပြီးတို့ရှယ်ဖွဲ့စည်းခွင့်ရှိပါတယ်ကိုနိုင်ငံရဲ့လိုအပ်ချက်အရာဖွဲ့စည်းပုံရှေကန်ဥပဒေရဲ့ဘောင်တွင်းမှာတရင်ဝင်စစ်တပ်အင်အားတိုးချဲ့ခွင့်ရှိပါလျက်ဂလီကချေပုံစံနဲ့စစ်ဝင်နန်းတပ်ကိုဖွဲ့စည်းခဲ့တယ်တမတော်တဲ့ကိုစနစ်တကျဝင်ခွင့်ရှိပါတယ်တမတော်မှာစီကံဥပဒေဆိုတာတင်းတင်းကြပ်ကြပ်ရှိပါတယ် အဲဒီစည်းကမ်းဥပဒေနဲ့ကိုက်ညီသူတွေကိုစနစ်တကျစစ်တင်နှန်းပေးပြီးလက်နက်တပ်ဆင်ပေးရင်ရေချင်းပြေဝတဲ့တမတော်သားတွေအများကြီးရရှိနိုင်ပါလေအခုတော့ကလေးကရှိသကိုးဓမြတွေလူစိုးလူမိုက်တွေကိုစူးလွယ်နဲ့လွယ်စစ်တင်နှန်းပေးပြီးလက်နက်တပ်ဆင်ပေးတော့ဒီသူလူလူကအရန်စိုးရိမ်တာပေါ့လောကမှာလူကောင်းနဲ့လူစိုးခွဲတက်ရတယ်လူတော်လူကောင်းတွေကိုသာစစ်တင်နှန်းကိုစနစ်တကျပေးတက်ရတယ်ကလေးကရှိလူစိုးလူမိုက်တွေပလိ့ဖွဲ့ကတန်တဲ့ရရှိတဲ့လူစိုးတွေကိုဘူးမသိဘာမသိ လူမိုက်ဆိုရင်စစ်ဝင်နန်းတက်ထဲဝင်းဖို့ခေါ်တဲ့အလှဟာဘလူဥပဒေနဲ့မှအကျုံးမဝင်ပါဘူးပြည်သူရဲဘော်တပ်တွေဖွဲ့ခဲ့တာလဲတရားမဝင်ပါဘူးဒါပေမဲ့အဲ့အချိန်ကဖွဲ့စည်းပုံဥပဒေဆိုတာမရှိဘူးလူလက်ရေးရမယ်ဆိုတာလည်းမသေးကြဘူးလူလက်ရေးမရရင်ဂျီတီချာကိုအသေးခံပြီးတော်လန်ရမယ်အချိန်ကာလဖြစ်နေလို့ဘိုးချုပ်အောင်ဆန်းကပြည်သူရဲဘော်တပ်ဖွဲ့ခဲ့တာပဲအခုတော့ဖွဲ့စည်းပုံအခြေခံဥပဒေလည်းရှိပါလိမ့်ရဲ့ဥပဒေမဲ့ဆိုရှယ်လစ်အုပ်စုကကပိုက်ဆောင်တပ်ဖွဲ့တယ် မတန်မရာတက်မတော်ရဲ့ယာရုမျိုးတွေပေးထားတော့တရားဥပဒေနဲ့အညီ ပလိတ်တာဝန်ထမ်းဆောင်နေသူတွေကမကျင့်နဲ့ကြဘူးမနေ့တနေ့ကမှလူစုလူမိုက်တကိုးဓမြဘဝကနေယာရုကြီးကြီးရပြီးကိုဖန့်ငယ်တဲ့တရားခံတွေကိုကိုကပြန်ပြီးအလေးပြုရမယ်အနေထားကိုလက်မခံခြင်းကြဘူးဟုပြောခဲ့တယ်ဘူလက်ရပြောခဲ့တာက1948ခုဩဂုတ်လလကုန်ပိုင်းဖြစ်တယ်1949ခုနှစ်ဇန်နဝါရီလဆန်းပိုင်းတွင်စစ်ဝင်နှမ်းများ၏ကလေးကချေဆန်း ကရင်များကိုတပ်ဖြတ်မှုများကြောင့်ကရင်တော်လန်ရေးကြီးဖြစ်ပွားရာအနောက်အုပ်စုအပိုင်းဝိုင်းသည့်ရန်ကုန်အစိုးရ၆မိုင်အစိုးရဟုအခေါ်ခံရသောဥနုကိုသာဝိုင်း၍အပြစ်တင်ကြသည်ထိုအချိန်ကနေရူဤအကူအညီမရပါက1949တွင်ဗက်ဒရန်နိုင်ငံတော်ကြီးပေါ်ထွက်လာတော့မည်အနေအထားဖြစ်သည်တမတော်တရင်များနှင့်ပြည်သူရဲဘော်များတောက်ခိုးပြီးကွန်မြူနစ်များနှင့်ဘူးပေါင်းကြသောအခါဥနုသည်သူ၏စစ်ဝင်နှန်းတပ်ကိုအကြီးအကျယ်ထပ်မံတိုးချဲ့ပြီးစစ်ရုံးဤထိန်းချုပ်မှုအောက်သို့ လွှဲပေးခဲ့သည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုစေဝန်နန်းတက်သည်ကရင်သဘုံများသိမ့်ပိုက်ထားသောတောင်ကူမြို့ကိုပြန်သိမ်းသောတိုက်ပွဲတွင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘာမာရိုင်ဖယ်တရင်လေးနဲ့တူဝိုင်းမီတိုက်ရာအချိန်တိုင်းတွင်အကြဆုံးများစွာဖြင့်ပြန်ဆုတ်ခဲ့ရသည်1949မှ1950အထိဂျီရင်းစစ်ပြင်းထန်သောကာလအတွင်းဗိုလ်ချုပ်ကြီးနေဝင်းသည်စစ်ဝင်နှန်းတပ်ကိုတိုက်ပွဲတိုင်းဆီလွတ်ရာတိုက်ပွဲတိုင်းတွင်အကြဆုံးများစွာဖြင့်ဆုတ်ပြန်ခဲ့ရသည်1952တွင်ပါလီမန်ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ချိန်တွင်ဂျီရင်းစစ်သည်နေဆက်ဒေသတောင်နှမ်းများစီသို့ရောက်သွားပြီဖြစ်သောကြောင့်စစ်ဝင်နှန်းတပ်ကိုထပ်မံတိုးချဲ့ရန်မလိုအပ်တော်ပြီထို့ကြောင့် 1955ခုနှစ်တွင်စစ်ဝင်နှန်းတပ်ကိုယူစောတီတပ်ဟုအမည်ပေးပြီးဖဆာပလာ၏ကပိုက်ဆောင်တပ်ဖြစ်အသုံးပြုခဲ့သည်ယူစောတီတပ်ကိုဗိုလ်ချုပ်ကြီးနေဝင်စစ်တပ်ဖြင့်အာဏာသိမ်းပြီးသောအခါ1963ခုနှစ်တွင်ကာကွယ်ရေးဟုအမည်ပေးလိုက်သည်ဒိုင်းရင်သားတပုံများသည့်ဥနုနှင့်ဥနေဝင်းတို့၏အနေထိုင်မတက်မှုကြောင့်ဘင်းလုံစာချုပ်ကိုဖောက်ဖျက်သည်1949ခုနှစ်တွင်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုချိုးဖောက်သည်ဟုစွပ်စွဲပြီးရှမ်းတဘုံကချင်းတဘုံလာဟုတဘုံ ဘလောင်းတပုံပုပ်ဥတပုံအဖွင့်များ20ကျော်မြှပေါ်ပေါက်လာသောအခါဒိုင်းရင်သားချင်းချင်းအိုးမဲတုပ်ကြီးတိုက်ခိုက်ရန်အတွက်ရှမ်းတရုတ်လောစစ်ဟန်အခါလူမျိုးစစ်ပရင်ရှမ်းရှီဖုံအစရှိသောဒိုင်းရင်သားစစ်ပရင်များကိုလက်နက်တပ်ဆင်ပေးပြီးကာကွယ်ရေးတပ်ခေါင်းဆောင်များအဖြစ်ယာရုပေးခဲ့သည်လာစာရိတ်ခန်းနှင့်ရာရှင်တော့မပေးနိုင်ပါဒေသအတွင်းစိတ်ကြိုင်အနိုင်ကျင့်ပြီးရှားဖွေစားတောင်းနိုင်သည်ဟုလုတ်ပိုင်ခွင့်ပေးထားခဲ့သည်။လော်စစ်ဟန်သည် ကိုကံစောဘွားဤသား ိုးကန်တော်လန်၏အဖွဲ့ဤခေါင်းဆောင်ဂျင်မီရန်ဤတစ်ဖက်တူဖြစ်သည်ယူနန်နှင့်မွေးသောကိုးကန်တရုတ်ကပြားဖြစ်သည်သူသည်ဂျင်မီရန်ဤကိုးကန်တော်လန်၏တပ်ကိုတိုက်ထုတ်ပေးရမည်တာဝန်ဖြင့်ကာကွယ်ရေးတပ်ဤခေါင်းဆောင်ဖြစ်လာတော်လဲသူဤဆရာသမားဂျင်မီရန်ကိုပုံကန်ဝင့်သူမဟုတ်ပေဦးနေဝင်းကိုညာစားနေပြီးကာကွယ်ရေးတပ်အမည်ဖြင့်အစိုးရလမ်းများတွင်လွတ်လပ်စွာသွားလာခွင့်ရနေသည်ကိုဘိန်းများတည်ရန်အတွက်လမ်းကြောင်းအဖြစ်အသုံးပြုနေခဲ့သည်။သူဤပြိုင်ပန်းများသည့ မိများကိုသာတည်ယူပို့ဆောင်ရေးအတွက်အသုံးပြုနေကြတော့လဲသူသည်မော်တော်ကားအသုံးပြုပြီးသွားလာနေသောကြောင့်ပို့၍ခရီးတွင်သည်သူ၏ဘိန်းများသည်အရှိတောင်အာရှဒေသတစ်ခုလုံးကိုကောင်းစွာပြန့်နှံ့နေပြီဖြစ်သည်မမတမရွန်နှင့်ဘကဘတို့၏ကွမ်းလုံးတရားတိုက်ပွဲတွင်လောစစ်ဟန်သည်တည်င်းပေးဖြစ်ဆောင်ရွက်ပေးခဲ့သည်သူသည်ဗမတမရော်ထောက်ပံ့ပစ္စည်းပို့သောတပ်ကိုအကာအကွယ်ပေးခြင်းကဲ့သို့သော လုပ်ငန်းများလုပ်ပေးခဲ့ရာတမရော်ကသူ့ကိုလွန်စွာကျေးဇူးတင်ခဲ့ကြသည် ရှမ်းပြည်နယ်သည်နေရဒေတာကျဲပြောသည်ကိုကံဒေတာတွင် လောစစ်ဟန်မင်းမူနေသလို SSE ဒေတာတွင် လောစစ်ဟန်ဤဘိန်းတင်ပို့သောအဖွဲ့ကို SSE ကအခွန်များစွာကောက်လိုက်ရာလောစစ်ဟန်မကျင်းနှက်ဖြစ်ပြီး SSE နှင့်ပူးပေါင်းလှုပ်ဆောင်မှုအားလုံးကိုရပ်တန့်လိုက်သည်1983ခုနှစ်တွင် Indrian Cowell သည် SSE အဖွဲ့နှင့်လောစစ်ဟန်တို့အားဘိန်းအများကြီးဝယ်မိဈေးအနည်းငယ်ညှိနှိုင်းမည်ဟုခေါ်ပြီးဘန်ကောက်မြို့ရှိ American တန်ယုံတွင်ညှိနှိုင်းကြသည်ယခုလောစစ်ဟန်တို့အဖွဲ့ ကဘာတဝင်းဖြန့်ကျင်နေသောဘိန်းဒီနှစ်စဉ်ဒေါ်လာ12တန်းမှုရှိရာဟီရိုအင်သုံးပုံတပုံကိုအမေရိကန်သို့ရောင်းချပေးပါကမမအစိုးရနှင့်တိုင်းရင်းသားလက်နက်ကင်အဖွဲ့များကြားမှပြည်ထနာများကိုအမေရိကန်အစိုးရမှဂျောင်းဝင်ညီနိုင်ပေးမည်ဟုလှည့်ပတ်ပြီးနိုင်ရန်နေငယ်ကြသည့်အထိအချိန်ဆွဲထားစဉ်ထိုင်းပလေဖွဲ့သည်ထွက်ပေါက်မရှိစေရန်စနစ်တကျဝိုင်းထားပြီးမှလော့စစ်ဟန်ကိုဝန်ဖမ်းလိုက်သည်ဂျီနာဝါရှင်တန်မှကြေညာခဲ့သည်ဘိန်းဘီရင်လော့စစ်ဟန်ကိုဖမ်းနိုင်ခြင်းသည်မူရဲ့စေဝါစစ်ပွဲတွင် အကြီးမားဆုံးသောအောင်ပွဲဖြစ်သည်ဟုကြေညာခဲ့သည်။ထိုင်းဆိုရသည်အိမ်နီးချင်းဗမာပြည်နှင့်ပြဿနာမတက်လို့သောကြောင့်နိုင်ငံကြီးသားပီတာစွာဖြင့်ရာဇဝတ်သားကိုလက်ထိတ်ခတ်ပြီးဗမာအစိုးရ၏တရားဥပဒေဖြင့်စီရင်နိုင်ရန်လွှဲပြောင်းပေးခဲ့သည်။မဆာလာခေတ်တွင်ဥပဒေ၏အထက်၌ပါတီဥက္ကဋ္ဌတွေ၊ကောင်စီဥက္ကဋ္ဌတွေအခွင့်ထူးခံ BIB တွေများစွာရှိသည်။လူကိုခင်ရင်မူကိုပြင်လူကုံမုံရင်လူကိုသုံးဟုလမ်းစဉ်ပါတီဥက္ကဋ္ဌကြီးကမူးမူးယူးယူးနဲ့လမ်းညွန်ထားတာတွေလည်းရှိသည် တော်ယုံအရသားဆိုဘိန်းမြူလေးနဲ့နဲ့များတုံးနေတာမိရင်ထောင်နန်းဆယ်နှစ်အနည်း20ကြာနိုင်သည်ဘိန်းမရင်လော်ဆက်ဟန်သည်ဥနေဝင်းဤ VIP ပုံကိုကြီးဖြစ်ရာလူကြီးလူမိုက်ကခွင့်လွတ်စေဟုအမိန့်ပေးရာလူငိမ့်ချမ်းသာခွင့်ရခဲ့လေသည်ထို့နောက်လော်ဆက်ဟန်အတွက်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ထူထောင်ပေးပြီးဘိန်းမြူဟီရိုအင်းလုပ်ငန်းဆက်ပြီးလုပ်ခိုင်ခွင့်လိုင်စင်ပေးခဲ့သည်ဘတ်ဒီလင်တနာ1989ခုနှစ်တွင်ကိုးကန်ဒေတာရောက်သောအခါလော်ဆက်ဟန်ဤတပ်သည်လုံးစွာအင်အားကြီးမားနေပြီး ရန်သူတော်ဘကဘာများကိုရန်ဆောင်နေသည်ကိုတွေ့ခဲ့ရသည်။မိုးဟိန်းသည်ရှမ်းလူမျိုးလက်ဝဲဝါရီကွန်မြူနစ်ဖြစ်သည်။တောင်ကြီးမြို့မြောက်ဘက်လိုင်ခမ်းမုံကောင်းဒေသတွင်လှုပ်ရှားခဲ့သည်။1950တွင်ဘကဘာတဲ့ဝင်းမီတော်ကိုခဲ့သည်။နောက်ပိုင်းတွင်ဘကဘာနှင့်လမ်းခွဲပြီးရှမ်းပြည်ကွန်မြူနစ်ပါတီကိုတည်ထောင်ခဲ့သည်။1958ခုနှစ်တွင်လူငိမ့်ချမ်းသာကွင်ပေးသောအခါလက်နက်စုံကြီးအလင်းဝင်ခဲ့သည်။သို့သောတစ်လနှစ်လမျှသာကြာသည်။ရန်တော်လိုင်း၏အဖွဲ့နှင့်ပြန်ပေါင်းခဲ့သည်။ ် SSI ရဲ့အဖွဲ့ထဲဝင်ငယ်ပြီးနောက် SNUF ကိုတီထောင်ခဲ့သည်သမရဟောင်းဆက်ရွှေတိုက်ဤဇနီးမဟာဒေဝီသည်ဒေါ်ခိုပြီး SSC အဖွဲ့ကိုတီထောင်ခဲ့သည်ရှမ်းတဘုံအဖွဲ့အားလုံး SSC အဖွဲ့ထဲတွင်စူးစီးညီညွတ်စွာပါဝင်စေလိုခဲ့သည်မဟာဒေဝီဤတန်းငယ်သည်1962ခုနှစ်မတ်လ2ရက်နေ့တွင်ဘူဂျုတ်ကြီးနေဝင်စစ်တပ်အားကိုဖြင့်စစ်တပ်အာဏာသိမ်းရာတွင်ပြတ်တက်ခံခဲ့ရသည်။သမရဟောင်းဆက်ရွှေတိုက်သည့်အကျဉ်းနောင်ထဲတွင်တေဆုံးခဲ့သောကြောင့် မမအစိုးရကိုအလွန်စွာစိတ်နာပြီးရှမ်းပြည်တပ်မတော် SSA ကိုတီထောင်ခဲ့ခြင်းဖြစ်သည်။မိုးဟင်းသည် SSA တပ်မှ၃ကိုဥဆောင်ဝင်ရခဲ့သည်။သို့သောနောက်ပိုင်းတွင်သဘောထားခံယူချက်ကွဲခြားသောကြောင့်ခွဲထွက်ပြီး SURA အဖွဲ့ကိုတီထောင်ခဲ့သည်။ SURA အဖွဲ့ကို KMD တပ်မှဗိုလ်ချုပ်လီဝင်ဟူရန်ကအကူအညီပေးခဲ့သည်။ဗိုလ်ချုပ်လီဤတပ်မဟာ၃သည်ချင်းမိုင်မြို့မြောက်ဘက်ထိုင်းမမနယ်စပ်တွင်တပ်ဆွဲထားသည်။ ထိုင်းနိုင်ငံဘက်ချမ်းမာတဆွဲထားသောကြောင့်ဗမာတပ်မတော်မှထိုက်ခိုက်နိုင်စွမ်းမရှိပြီးအဆက်စီအမှတ်နှစ်တက်သည်မွန်ဂိုအနိုင်ကျင့်ပြီး SUR အဖွဲ့ကိုပူးပေါင်းပြီး TRC အဖွဲ့အဖြစ်ဖွဲ့လိုက်ကြသည်ဘိန်းဘရင်ခွန်စာခွန်စာ၏ရှမ်းမြီမှာကြန့်ရှီဖူသို့မဟုတ်ချိန်ရှီဖူဖြစ်သည်ပါလီမန်ခေတ်တွင်သူ၏ကိုပိုင်တပ်ဖြင့် GMD တရုတ်များကိုတိုက်ခိုက်ခဲ့သောကြောင့်နာမည်ကောင်းရခဲ့သောစစ်ဘရင်တဦးဖြစ်သည် ဘူဂျုံကြီးနေဝင်းဤစစ်ဆိုးရတက်လာပြီးနောက်ကာကွယ်ရေးတပ်များဖွဲ့သောအခါလော့စစ်ဟန်ကဲ့သို့ကာကွယ်ရေးတပ်ခေါင်းဆောင်တို့ဖြစ်လာသည်1964ခုနှစ်တွင်ဦးနေဝင်းသည်ငွေဆက်ကူအချက်ကြီးများကိုတရားမဝင်ကျင်ညာရာတွင်ခွန်စာဤငွေကြီးများစွာဆုံးရှုံးသွားသောကြောင့်ဘူဂျုံကြီးနေဝင်းကိုစိတ်နာပြီးသူ၏ကာကွယ်ရေးတပ်ကိုလိုင်းမော်ဆိုရှယ်လစ်စန့်ကျင်ရေးတပ်ဟုအမည်ပြောင်းလိုက်သည်သို့သောလက်အနေငယ်ခန့်အကြာတွင်မော်ဖင်းစက်ရုံတီလိုသောကြောင့်ဦးနေဝင်းအစိုးရနှင့်တင့်မြင့်အောင်ပြန်ပေါင်းပြီး မော်ဖိန်းထုတ်လုပ်သောပထမဆုံးစက်ရုံကိုပြို့ဝက်တိဆောက်ခဲ့သည်1964ခုနှစ်ကုန်ပိုင်းတွင်1969အထိသာအောင်မြင်ခဲ့သည်ခွန်စာကန်ဆိုးသွားသည်မှာသူသည်ရန်ကုန်အစိုးရနှင့်တင့်မြန်နေသောကြောင့်အခြားသောဘိန်းကုန်ကူးအဖွဲ့များကဲ့သို့ GMD ကိုထိန်းချုပ်သောလမ်းကြောင်းတွင်စက်ကြီးအခွန်မပေးတော့ဘဲအစိုးရလမ်းမှတရဝင်းဘိန်းကုန်ကူးနေခဲ့သောကြောင့် GMD တို့ကလာအိုအစိုးရကိုအကူအညီတောင်းရာလာအိုတက်မတော်အကြီးကြီး ဗိုလ်ချုပ်ကြီးကွင်းမမတတ်မတော်မှအကာအကွယ်ဖိထားသောလမ်းတွင်အတင့်ရဲစွာဖြင့်ဘိန်းများတည်ဆောင်လာသောအလွန်ကြီးမားသည့်ခွန်စာဤဘိန်းကုံကူအဖွဲ့ကို T28 တိုက်လင်းရင်များဖြင့်ရှားဖွေပြီးဘုံကျဲဖြက်စည်းကြရာအကြီးအကျယ်အထိနာသွားသည်ခွန်စာသည်သူ၏ဘိန်းကုံကူအဖွဲ့ကိုလုံုံရင်းမပေးနိုင်သောကြောင့်မမစစ်တပ်ကိုစိတ်ပြက်ပြီးအဆက်အသွယ်ဖြင့်ရမ်းမြေနယ်တွင်မူလတိုင်းစစ်ဗရင်လုံနေခဲ့သည်ထိုအချိန်တွင်ဗမာပြည်မြောက်ပိုင်းဒေသကြီးတစ်ခုလုံးကိုဘကဘာတို့ကသိမ်းပိုက်ထားပြီးဖြစ်သောကြောင့် တမတော်မှာတိုက်ခိုက်ချင်းမုံရန်လိုအပ်လာပြီဖြစ်သည်စေရေးတွင်ခွန်စာကိုလိုအပ်လာသည်ခွန်စာတက်ဆွဲထားသောတန်လွင်မြစ်ပေါ်မှဖြတ်ကျော်ပွင့်သည်လွန်စွာအေးကြီးလာသည်ခွန်စာသည်ဘဂဗချင်းမုံရေးအတွက်သူတက်ဆွဲထားသောလွိုင်းမော်တောင်ငုံများကိုဗမာတမတော်အားစိတ်ကြိုက်အသုံးပြုခွင့်ပေးခဲ့သည်အပြန်အလှန်နေဖြင့်ဥနေဝင်အစိုးရသည်ခွန်စာ၏ဘိန်းများကိုဘေးအန္တရာယ်ကင်းသောတောင်ပိုင်းလမ်းများမှလွတ်လပ်စွာသွေးယူခွင့်ပြုရမည်ဟုတောင်းဆိုခဲ့သည် ဘူးနေဝင်းနေခွန်စာတို့၏သဘောတူညီချက်ဖြင့်ခွန်စာသည်တောင်ပိုင်းလမ်းများမှဘိန်းများကိုအကြီးအကျယ်သဲယူလေတော့သည် ထိုင်းနိုင်ငံအတွင်းအလွန်ကြီးမားသောဘိန်းတန့်စင်ချက်လုပ်သည့်စက်ယုံကြီးများအတွင်းရင်းနှီးမြုပ်နှံခဲ့သည်ရမ်းပြည်မှဘိန်းကိုအကြမ်းအတိုင်းဖြစ်သလိုသဲဆောင်လာပြီးထိုင်းနိုင်ငံအတွင်းမော်ဖင်ဟီရိုအင်းများထုတ်လုပ်၍ကဘာသို့ဖြန့်ရဘိန်းမရင်ခွန်စာမှာနာမည်ဆိုးထွက်လာတော့သည်နိုင်ငံတကာမှအပြင်းထန်ဖိအားပေးကြသောကြောင့် 1969ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်မမတပ်မတော်မှခွန်စာကိုဖမ်းဆီးခဲ့ကြသည်နိုင်ငံတကာမှဝေဖန်ရာတွင်ဘိန်းဘရင်လော်စစ်ဟန်နှင့်ဘိန်းဘရင်ခွန်စာသည်ဥနေဝင်ဖွဲ့စည်းပေးထားသောကာကွယ်ရေးအဖွဲ့များမှဖြစ်လေရာဘိန်းရာဇာများကိုဥနေဝင်မွေးထားတကယ်သို့ဖြစ်နေသည်အမှန်တကယ်လည်းအပြေးအယူရှိနေကြသည်ဥနေဝင်သည်1983ခုနှစ်တွင်ကာကွယ်ရေးအဖွဲ့များကိုဖျက်သိမ်းခဲ့သည်ထိုအခါလော်စစ်ဟန်၏ကိုကံတပ်ဖွဲ့ခွန်စာ၏ USA တပ် မဟာဆန်ဤဝတ်တဖွဲ့များသည်ရန်တော်လန်၏အဖွဲ့များနှင့်တွား၍ပူးပေါင်းကြလေတော့သည်1980နောက်ပိုင်းကာလတွင်ဗမာပြည်သည်ကဘာပေါ်တွင်မူရစေဝါအများဆုံးထုတ်လုပ်ရောင်းချသောနိုင်ငံဖြစ်လာသည်ညီပေါ်မြေအောက်ရေပေါ်ရေအောက်တည်ရန်စားတာပေါ်ကျွဲသောနိုင်ငံစံစဘာကောက်ဘဲသည်နှင့်ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသောနိုင်ငံဖြစ်သည်တွင်ထွက်တည်ရန်စားတာများဖြင့်စမှုနိုင်ငံတော်ကြီးကိုဆယ်စုနှစ်တည်းများကြိုးစားလျင်ဖြစ်တော်လဲသမိုင်းဤတရားခမ်းများဖြစ်ကြသောဥနုဥကြောင့်ဥပါဆို၏ ဥခင်မောင်လင်းနေဗိုလ်ချုပ်ကြီးနေဝင်ဥဆောင်သောတက်မတော်အရာရှိများဤအတွေ့အခေါ်အယူဆအောက်တန်းကြခြင်းတကူကောင်းစံမီမဟာဗမာဟူသောဗမာလူမျိုးကြီးဝါဒကိုရှေတန်းနေမီတိုင်းရင်းသားခေါင်းဆောင်များနေဗိုလ်ချုပ်အောင်ဆန်းတို့ချုပ်ဆိုခဲ့ကြသောဘင်းလုံစာချုပ်ကိုလေးစားလိုက်နာမှုမရှိခြင်းတိုင်းပြည်အခြေခံအုတ်မြစ်ဖြစ်သော1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးခဲ့သည်ဖြစ်တဲ့ဒီမှာတိုင်းရင်းသားတော်လှန်ရေးကိုလုံးဝအပြစ်မခံနိုင်မဲညှိနှိုင်းမီ ကြီးထောင်စုကြီးအတွင်းမှခွဲထွက်ခြင်းမပြုရဟုသောအာမခံချက်ဖြင့်လူဦးရေများသောကရင်မွန်ရခိုင်တို့ကိုပြည်내ပေးရမည်ကြံသောတိုင်းရင်းသားများကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလေးများပေးရမည်အားလုံးချစ်ချစ်ခင်ခင်ငိမ့်ငိမ့်ချမ်းချမ်းမြေကြိုးစားပါကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ